ရီယယ်မန်ဒရီအသင်းကနေထွက်ခွာတော့မဲ့လူကာမိုတွေ့ရီယယ်မန်ဒရီအသင်းရဲ့အသင်းကောင်းဆောင်ကြီးလူကာမိုတွေ့ဟာလာမယ့်လကလပ်ကမ္ဘာ့အပီးမှာစပိန်ထိပ်သီးကလပ်ကနေထွက်ခွာသွားတော့မှာလည်းပဲဖြစ်ပါလိမ့်အသက်39နှစ်ရခရိုအေးရှားကွင်းနယ်ဇာမာကဗနေပြူးမှာနောက်ဆုံးပွဲစဉ်ဖြစ်စနေနေ့ရီယယ်ဆိုစီရက်နဲ့လာလီယာပွဲစဉ်ရာသီတိမ်ပွဲစဉ်ကစားတော့မှာလည်းပဲဖြစ်ပါလိမ့်နောက်ဆက်ရှိဘလွန်ဒီယောစုချင်းကဒီအခိုက်အတန့်ကိုရောက်ရှိလာခဲ့ပါပြီ။ ကျွန်တော်ဘယ်တော့မှမရောက်လာစေခြင်းနဲ့အခိုက်အတန့်ကြီးတုံလာရပါပြီ။ဒါပေမဲ့ဒါကဘလုံးပါပဲလေ။စတင်ပြီးရင်အဆုံးသတ်ဆိုရတော့ရှိစမြဲပါပဲလို့သူကဖွင့်ရပြောဆိုပါလေ။လိုကမိုတွေ့ရတော့ဆန်နခုနှစ်မှာစပါတင်ကနေပြောင်းရွှေ့လာပြီးတဲ့နောက်ရီယယ်မတ်ထွေအသင်းနဲ့လူချမ်ပလီဖလာ6တိန်လာလီယာဖလာ4တိန်အပါဝင်စူဖလာစုစုပေါင်း28လုံးအထိစကူပေးထားသူလည်းပဲဖြစ်ပါရယ်။ဆက်လက်ပြီးတော့လူကမိုတွေ့က ဟိုး2012ခုနှစ်တုန်းကကမ္ဘာအကောင်ဆုံးအသင်းရဲ့အင်ဂျီကိုဝစ်ဆင်ဖို့မျှော်လင့်ချက်နဲ့ရောက်လာခဲ့ပါလေ။ဒီမားရဲ့ရည်မှန်းချက်တွေနဲ့ရောက်လာခဲ့ပါလေ။ဘာဖြစ်လာမလဲမသိခဲ့ပါဘူး။ရီယယ်မထွေမှာဇာခွင့်ရတာလူပုဂ္ဂိုလ်တယောက်အနေနဲ့ရောအစားမတယောက်အနေနဲ့ပါပြောင်းလဲသွားစေခဲ့ပါလေ။ကလေးရဲ့သမိုင်းမှာအမြင်ဆုံးခစ်တွေထဲကတစ်ခုမှအစိပ်ပိုင်းအဖြစ်ပါဝင်ခွင့်ရလို့ကျွန်တော်အနေနဲ့အရန်ကိုပဲဂုံယူဝမ်းမြောက်မိပါလေလို့ဖွင့်ရပြောဆိုပါလေ။ ရီယယ်မဒရစ်သင်းကဇွန်လ16ရက်နေ့မှာဆော်ရီကလပ်အဲဟီလီယတင်းနဲ့ကလပ်ကမ္ဘာဖလားအဖွင့်ပွဲစဉ်ကစားမှာဖြစ်ပြီးမက္ဆီကိုကလပ်ပါချူကာဩစတီးရီးယားကလပ်ရာဗူလိုက်ဆေတိုနဲ့ရည်ရွယ်ဆိုင်စားရမှာလည်းပဲဖြစ်ပါလိမ့်။လူကမတွေ့အောင်ရီယယ်မထွက်မှာပဲကစားမှာဖောက်ကိုစုံသက်လို့တော့မကြောင်တော့ဆိုလိုပဲဖွင့်ရပြောဆိုခဲ့သူလည်းပဲဖြစ်ပါလိမ့်။သူကတနေ့စာချုပ်တန်းတို့ချုပ်ဆိုခွင့်ရရှိရေးမျှော်လင့်ခဲ့ပြီးမြဲရီယယ်မထွက်သင်းကအခုရာသီမှာဆူလာလက်မှတ်ဖြစ်မှုနဲ့အတူလူရာသီမှာကြီးမားတဲ့အပြောင်းအလဲပြုလုပ်ဖို့စီစဉ်ထားပြီးတော့ မော်ဒီကိုလည်းထွက်ခွာဈေးလာခဲ့တာလည်းဖြစ်ပါတယ်။လူကမော်ဒီကအခုရာသီမှာရီယယ်မထွေအသင်းအတွက်34ပွဲကစားထရမှာနှစ်ဂိုးသွင်းပြီး6ကြိမ်ဖန်တီးပေးထားပါတယ်။မော်ဒီကရီယယ်မထွေရဲ့တမိုင်းမှာအသက်အကြီးဆုံးပွဲစားခွင့်ရသူအသက်အကြီးဆုံးဂိုးသွင်းထားသူအဖြစ်လဲတမိုင်းမှတ်တိုင်စိုက်ထူထားသူလည်းဖြစ်ပါတယ်။ဒေါ်ရီယယ်မထွေအသင်းအတွက်960ပွဲကစားပေးခဲ့ရမှာ43ဂိုးသွင်းပြီး65ဂိုးဖန်တီးပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီရတဲ့မှာနာခဲ့မရေမရာဖြစ်လာတဲ့ဂါနာရှိုဂါနာရှိုဒေါ်တာစပါတင်ကိုရှုံးနေခဲ့တဲ့မန်ချက်စတာနဲ့အသင်းရဲ့ယူဘလီဘောလူပွဲမှာနေပြာမော်ရင်ကသူ့ကိုထုံမတုံးခဲ့တာကြောင့်အသင်းမှာသူ့ရဲ့နာခဲ့အပေါ်တန်တရားတွေဖြစ်လာခဲ့ပါလိမ့်။ယမနီကမိဘအုံးမှာတကူကူမရှိတဲ့ရှုံးနေပြီးတဲ့နောက်ရတဲ့အသင်းကပရီးမီးယားလိခင်းရဲ့အဆိုးရွားဆုံးယာစီကိုကြုံတွေ့ခဲ့လို့လာမယာစီရောပါပြန်ပွဲလုံးဝစားခွင့်ရရှိတော့မှာမဟုတ်ပါဘူး။ အာမရိယာသင်ကပရီးမီးယားလီဂ်မှာလည်းဘွဲစဉ်တစ်ပွဲတည်းသာကြံရှိတော့တဲ့အချိန်မှာဆင်းဆက်ချောင်းနေရာမှာရည်ရည်နေတာလေးပဲဖြစ်ပါလိမ့်ကာလာချိုတယောက်ယူပါလိဘောလူဘဲစဉ်အထိလမ်းကြောင်းလျှောက်ရှုံးတဲ့ဘဲစဉ်တိုင်းမှာပွဲထွက်ကစားခွင့်ရရှိခဲ့သူလည်းပဲဖြစ်ပါလိမ့်။ဒါပေမဲ့မေဆယ်မောင်ကိုရွေးချယ်ပြီးတော့အသက်20အရွယ်ဇာမကိုပွဲထွက်အသုံးမပြုခဲ့ပေရော်ဒက်ကချေပါကိုလိုက်ချာနေတဲ့အချိန်ပွဲပြီးဖို့19မိနစ်အလိုမှသာတဲ့လူစားလဲဝင်ရောက်ဈေးကတာလည်းပဲဖြစ်ပါလိမ့်။ဘောလူဝဲနေမြောက်ခင်ကျွန်တော်ရှုံးတဲ့ဘဲစဉ်အတိုင်းမှာကျွန်တော်စားခဲ့ပါလိမ့်။ ဒီနေ့ကြမှာမိနစ်20ပဲကစားခဲ့ရပါလိမ့်ကျွန်တော်လည်းမသိတော့ပါဘူးလို့ကနာချိုကသတင်းတောက်တွေကိုဖွင့်ရပြောဆိုပါလိမ့်လေးမှာပဲသူမှအနံ့မရခဲ့ပါဘူးကျွန်တော်မှလည်းအများကြီးလိုအပ်ခဲ့ပါလိမ့်ဂိုးလေးတွေမတွင်းနိုင်ရင်တော့အမြဲတမ်းပိုးပြီးတော့လိုအပ်ပါလိမ့်ဘော်လီဝဲကကျွန်တော်ရဲ့ဆုံးဖြတ်ချက်ကိုတည်ရောက်မှုကတော့ရှိမှာပဲဒါပေမဲ့တရားဒီလုံးကလပ်ရဲ့အခြေအနေကလည်းဒီအတိုင်းပါပဲလို့ကနာချိုကဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့် ပြည်ထောင်ဒီဇင်ဘာလကမန်စီအသင်းရဲ့ပွဲစဉ်မှာအာမိုရင်အသင်းရဲ့လူစိမ်းကလည်းချက်လက်ခံရပြီးတဲ့နောက်ဂလာရှိုတယောက်ဇန်နဝါရီဈေးကွက်အပြောင်းအရွှေ့ကာလမှာနာပိုလီဒါမှမဟုတ်ချဲစီအသင်းကိုအပြောင်းအရွှေ့ဖို့အတွက်သတင်းတွေကြဲကြဲလောင်းလောင်းထွက်ပေါ်ခဲ့တာလည်းဖြစ်ပါရယ်ဇလမီယောဂလာရှိုကလူရည်ဒီကိုပျော်ပျော်ရွှင်နေပဲကျွန်တော်တို့ဖြတ်တန်းဖို့ကြိုးစားပြီးတော့နောက်ပိုင်းဘာရီဆက်ဖြစ်လာမလဲစောင့်ကြည့်ကြတာပေါ့လို့ဖွင့်အောင်ပြောဆိုခဲ့တာလည်းဖြစ်ပါရယ်ဂလာရှိုရဲ့အကိုဖြစ်သူရောဘတ်တိုကတော့သူ့ညီပြပယ်ခြင်းခံထားရတယ်လို့လူမှုကွင်းရပ်ပေါ်မှာ ရေးသားတင်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။နေရွန်မရင်းကသူ့အသင်းရဲ့ရွေးချယ်မှုကိုကာကွယ်ပြောဆိုသွားခဲ့ပြီးဆီမီဖိုင်နယ်ဒုတိယကြော့ဘေဘောင်ကိုနိုင်ရခဲ့တဲ့ပွဲစဉ်မှာမေဆယ်မောင်းကလူစားဝင်ရောက်ပြီးနှစ်ကိုသွင်းယူနိုင်တဲ့အချက်ကိုပြန်ပြောင်းပြောဆိုခဲ့တာဖြစ်ပါလိမ့်။ဒီတော့ကျွန်တော်တို့ဗန်နေချိန်ပြောခဲ့ဖူးလေပြီးတော့စန့်ကျင်ဘက်ဖြစ်ကြတာတွေကရောမဲဇန်မလို့ဇာမအချို့ကဗီပောင်းနဲ့ပွဲစဉ်မှာဝင်လာပြီးတော့ပွဲကိုပြောင်းလဲပြစ်ခဲ့ပါတယ်လို့အောင်မရင်ကဖွင့်ရပြောဆိုပါရီဗီပောင်းနဲ့ပထမပိုင်းမှာဘယ်သူကအခွင့်အရေးကောင်းကြီးကိုလွှဲချော်ခဲ့တာလဲဟုတ်တယ်မလား ကနာရှုပေါ့ဟုတ်ပါ रे အခုတော့သူကျွန်တော်အတွက်အမြင့်အမျိုးမျိုးပြောဖို့ကလွယ်ပါလိမ့်မယ်လို့အာမိုရင်ကထလောင်ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါ रे လေယိုနယ်မက်ဆီရဲ့ကစားမဘွားအကြိုက်ဆုံးသောဂိုးလေယိုနယ်မက်ဆီကသူ့ရဲ့အကြိုက်ဆုံးဂိုးကိုထုတ်ပြောဆိုခဲ့ပြီးအဲ့ဒီဂိုးဟာသူ့ရဲ့နာမည်ကျော်ဘယ်ချိန်နဲ့အသွင်းယူခဲ့တဲ့ရောင်းနဲ့ချီသောဂိုးတွေကတကူမှတော့မဟုတ်ပါဘူးဆိုတော့အဲ့ဒီဂိုးကတော့2009ခုနှစ်ချန်ပီယံလိဘောလုံးပွဲမှာဘာစလိုနာအသင်းတို့မန်ချက်စတာနားရဲ့အသင်းကိုအနိုင်ရဈေးခဲ့တဲ့ ခေါင်းတိုင်းတွင်းကိုလည်းပဲဖြစ်ပါလေ။အာဂျင်နီနာသင်းအတွက်ကမ္ဘာ့ချန်ပီယံနဲ့ဘလုံးလျောစုချင်းရှစ်ကြိမ်ဒီပိုင်ဆိုင်ထားတဲ့အင်နာမိုင်မီချန်ဝင်းလီယိုနယ်မက်ဆီဟာမေလ22ရက်နေ့ကြာသပတေးကဒီအကြောင်းကိုကြေညာခဲ့တာလည်းပဲဖြစ်ပါလေ။ဟုတ်လုံးခဲ့တဲ့ဆောက်ချောင်းတွေကအဲ့ဒီကိုဟာသူ့ရဲ့ပြိုင်ပွဲကင်းကစားမပေါ်တစ်ချောင်းကလပ်နဲ့နိုင်ငံအတွက်တွင်းယူခဲ့တဲ့ဂိုးများစွာဒီထဲကထိတ်ဆုံးမှာရက်တီနေရလို့သူကအခုလိုဖွင့်ရပြောဆိုခဲ့တာဖြစ်ပါလေ။ ျွန်တော်ပိုလှပြီးတော့တန်ဖိုးရှိတဲ့ဂိုးများစွာကိုတွင်းယူခဲ့မှုပါလေဒီဂိုးတွေရဲ့အရေးပါမှုတွေကြောင့်လည်းပါလာပေါ့လေဒါပေမဲ့မန်ချက်စတာယူနိုက်တက်အသင်းရဲ့ချန်ပီယံလိဂ်ဘောလူပွဲကခေါင်းတိုက်ဂိုးဟာအမြဲတမ်းကျွန်တော်အကြိုက်ဆုံးသောဖြစ်နေကြတာပါလို့ဖွင့်ရပြောဆိုကြတာလည်းပဲဖြစ်ပါလေလီယိုနယ်မက်ဆီရွေးချယ်ဖို့ဂိုးများစွာရှိကြတာလည်းပဲဖြစ်ပါလေသူဟာဂျန်တီနာဘာစီလိုနာ PSG နဲ့အင်တာမိုင်အသင်းအတွက်ဂိုးပေါင်း၈၀၀ကျော်တွင်းယူထားသူလည်းပဲဖြစ်ပါလေ ဂေါ်ဒဂုတ်ကိုသူရွေးချယ်စေပြီးထင်ရှားစေခဲ့တဲ့အကြောင်းရင်းကတော့ပရာဟိတအတွက်ပဲဖြစ်ပါလေ။အဲဒီဂိုးကိုပုံဖော်ထားတဲ့အမှုပညာလက်ရာတစ်ခုဖန်တီးနေပြီးဒါကိုပရာဟိတလောဆောင်မှုအမျိုးမျိုးအတွေ့ရမငွေရှာဖို့လေလံတွေရောင်းချမှလည်းပဲဖြစ်ပါလေ။လီယိုနယ်မက်ဆီနဲ့အမှုပညာရှင်အနာဒေါ်လို200ဆောင်းဟာအရင်အမှုပညာလက်ရာကိုလက်မှတ်ရေးထိုးကြမှဖြစ်ပြီးတော့ဇွန်လ17ရက်နေ့မှာလေလံတင် ရောင်းချသွားမှလည်းပဲဖြစ်ပါလေ။အနာရောအန်တူရီမီဒီယာနှုတ်ပညာရှင်တယောက်ဖြစ်သူအနာရောစတူဒီယိုနဲ့ ဒေတာလန်နဲ့ပူတွဲတည်ထောင်ထားသူလည်းပဲဖြစ်ပါလေ။အများပြည်သူကြည့်ရှုနိုင်မဲ့ပြာပွဲကာလအပြင်ဇူလိုင်15ရက်နေ့ကနေဇူလိုင်20ရက်နေ့အထိလေလံပွဲလည်းရှိပါလေ။လေယွန်နယ်မစီရဲ့ဂိုးကအားကစားမှာအတိတ်ပဲဖွင့်ဆိုနိုင်တဲ့အခက်အတန့်တစ်ခုတည်းအများကြီးပို့ပါလေ။ဒါလူသားရဲ့ရည်ရွယ်ချက်မှတ်ဉာဏ်နဲ့လှုပ်ရှားမှုတွေကိုရှုပ်ထွေးစွာဖော်ပြတာ။အရင်ထူးခြားတဲ့အဖြစ်အပျက်တွေကလည်းရရှိတဲ့အချက်လက်တွေနဲ့လေ့ကျင့်ထားတဲ့ဘိုင်ယိုဆင်းရဲ့နည်းပညာတွေနဲ့အဆင့်မြင့် AI စနစ်တွေပေါင်းစပ်ထားခြင်းဖြင့် ျွန်တော်ရဲ့နုပညာမှာနေပဲအသေးတစ်ခုကိုရှာဖွေနေပါလိမ့်။အဲ့ဒီနေပဲမှာ ချက်လက်တွေကစိတ်ကံစားမှုဖြစ်လာပြီးမှတ်ဉာဏ်တွေက ပုံတံတန်ဖြစ်လာပါလေလို့အာနာတော်ကဖွင့်ရပြောဆိုကြတာလည်းပဲဖြစ်ပါလိမ့်။အရေးကိုကြောင့်ဘာစီယိုနာအသင်းကပွဲစားချိန်မိနစ်90မှာနှစ်ဂိုးဂိုးမရှိနဲ့ဦးဆောင်နိုင်ခဲ့သလိုအရေးပွဲရဲ့နောက်ဆုံးအတွင်းကိုလည်းပဲဖြစ်ခဲ့ပါလေ။လီယိုနယ်မက်ဆီရဲ့ဇာမဘွားမှာဒီလိုဂိုးမျိုးအနှဲငယ်သာရှိခဲ့တာလည်းပဲဖြစ်ပါလေ။ ဘာဇီလိုနာရဲ့ဇာဗီဟန်နန်ဒက်စ်ကကွင်းညာဘက်ခြမ်းကနေပြေးလာပြီးဘောလုံးကိုမင်းနေဒီအေရီယာထဲကိုမြောက်တင်ပေးခဲ့တာဖြစ်ပါလိမ့်။ကောင်းတိုင်ဂိုးတွေအတွက်နာမည်မကြီးလာတဲ့လီယိုနယ်မက်ဆီကလေတန်းမှာကိုးပြီးတိတက်သမား80မီတာနီးပါးမြင့်နေလို့ခံမဲရတဲ့ဘောလုံးစီကိုရောက်ဖို့ခုန်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။အရင်းနောက်မန်ချက်စတာနဲ့အသင်းရဲ့ဂိုးသမားဘန်နာဆာကိုတော်ပြီးကောင်းတိုင်သွင်းယူပေးခဲ့တာလည်းပဲဖြစ်ပါလိမ့်။လီယိုနယ်မက်ဆီအမည်ပေါ်လဲကျသွားခဲ့ပြီးဖက်နက်တစ်ဖက်ချွတ်ကျခဲ့တာလည်းပဲဖြစ်ပါလိမ့်။ အရိဖနာကိုကောက်ကန်ရင်အောင်ပွဲခံဖို့ပြေထွက်သွားခဲ့ပါလိမ့်အနာနိုရဲ့လက်ရာတွေကဘလောက်တောင်ထူရတယ်ဆိုတာကျွန်တော်အရင်ကတည်းကသိထားပါဗျ။မိုင်ယာမီမှာတွေ့ဆုံမှုအခွင့်အရေးရရှိခဲ့ပါဗျ။အဲဒီနောက်ဇာမာဘွားမှာခိုင်တန်တစ်ခုဖြစ်တဲ့ဂိုရိုကိုကိုသူ့ဘလို့ပြောင်းလဲမလဲဆိုတာမြင်တွေ့ရမှာကစိတ်လုံရှားစရာဖြစ်မှာပါ။ဒူဘန်နီးတဲ့တမူထူရတဲ့အမှုပညာလက်ရာတွေမျိုးပေါ်လို့လီယိုနယ်မက်ဆီကချီတူပြောဆိုခဲ့ပါဗျ။ ဒီရောင်းချမှုကနေရောင်းငွေတွေအားလုံးကို UNICEF နဲ့အတူ Inner Miami FC Foundation ရဲ့ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအပါအဝင်အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းတွေကိုပေးအပ်လှူဒါန်းသွားမယ်လို့အသင်းကဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေ။ကျေးဇူးတင်ပါတယ်။ဗိုက်ဇာမြန်လို့ကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါသည်ခင်ဗျာ။